ျွန်တော်ကဒေါက်တာမိုးအောင်ကျော်နိုင်ဖြစ်ပါတယ်။အထွေထွေယောဂဒုက္ခသမားတော်တယောက်ဖြစ်ပါတယ်။ဒီနေ့မှာတော့မိုးရင်းမှာဘာလို့ခဏခဏဖြားရတာလဲ။ဖြားနာမြ мян ပြောက်ကင်းသက်တာအောင်ဘာတွေဆောင်ရွက်တင်လဲဆိုတာကိုပြောကြသွားမှာပဲဖြစ်ပါတယ်။အဲ့တော့မိုးရင်းမှာလူတွေခဏခဏဖြားကြတယ်ပေါ့နော်။ဘာကြောင့်ဖြားရလဲဆိုရင်တော့နံပါတ်1ကယာတိဥရုကြောင့်ဖြစ်ပါတယ်။အဲ့တော့ယာတိဥရုကဆိုထိုင်းစများတယ် မိုးရွာတဲ့အတွက်ကြောင့်ရာသီဥမိုးရွာပြီးအေးနေတယ်နောက်ဆူဆွတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဘာတွေဖြစ်စေသလဲဆိုတော့နံပါတ်၁ဒီပတ်ဝန်းကျင်မှာ virus နဲ့ bacteria တွေပွားများမှုကို အားပေးတယ်ပေါ့ဒီရာသီဥအခြေအနေအရပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဒီမိုးရေတွေအဲပတ်ဝန်းကျင်မှာရေအိုင်တွေဖြစ်တဲ့အခါမှာခြေနေပေါက်ဖွားတဲ့အတွက်ကြောင့်ခြင်ချောင်းဖြစ်တဲ့ဖျားနာခြင်းတွေလည်းများပြားတာကိုတွေ့ရတယ် နောက်တစ်ဖက်မှာတော့ဘာလဲဆိုရင်ဒီလူရဲ့ခန္ဓာကိုယ်ရဲ့ကိုယ်ခံစနစ်ပေါ့နော်အဲ့တော့လူရဲ့ကိုယ်ခံစနစ်ကပတ်ဝန်းကျင်မှာအေးတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်အေးတယ်ဆိုလို့ရှိရင်ကိုယ်ခံစနစ်ကျဆင်းတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့ပိုးတွေဝင်ရောက်ဖို့လွယ်ကူတယ်ပေါ့နော်ဒါကြောင့်မလို့မိုးရင်းမှာဆိုလို့ရှိရင်ပိုးတွေတစ်ဖက်ကများတယ်တစ်ဖက်ကကိုယ်ခံစနစ်ကျဆင်းနိုင်တဲ့အတွက်ကြောင့်မကြခဏဖြားနာမှုတွေဖြစ်တာပဲဖြစ်တယ်နောက်တစ်ခုကတော့ခြင်ချောင်းဖြစ်တဲ့ယောဂါတွေလည်းပိုပြီးတော့များများဖြစ်တာကိုတွေ့ရပါတယ် ော့လူတွေမိုးမီးတဲ့အခါမှာဒါမိုးမီးတဲ့ရေဆိုတယ်ပေါ့နော်ရေဆိုတော့ဒီပတ်ဝန်းကျင်မှာ အေးတာရယ်ဒီအေးတဲ့မိုးမီးတဲ့ရေဆိုကြီးနဲ့ကြာမြင့်တဲ့အချိန်တွေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ကိုယ်ခံစနစ်ကျဆင်းနိုင်တယ်ပေါ့အဲ့ဒီအချိန်မှာမှကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီ virus တွေ bacteria တွေရှိတယ်ဆိုရင်တော့ခန္ဓာကိုယ်အထူးသဖြင့်တော့အသက်ရှူလမ်းကြောင်းကနေဝင်ရောက်ပြီးတော့နှာစီးချောင်းဆိုးဖျားနာတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မိုးမီးပြီးတော့အေးမီးယုံနဲ့လေဒီဖျားနာ ဆောင်ဆိုခြင်းကြီးဖြစ်စေနိုင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီအေမိဖြားနာတာကိုဖြစ်စေတဲ့အကြောင်းတွေကတော့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ virus တွေက ဓိကဖြစ်စီတယ်ပေါ့เนาะအထူးသဖြင့်တော့ common cold virus ဆို influenza virus အခုဆိုလို့ရှိရင် covid 19 virus တွေကြောင့်ဒီအေးမိဖျားနာတာကိုဖြစ်စီတယ်ပေါ့เนาะအဲ့တော့ပတ်ဝန်းကျင်မှာအေးတဲ့အခါမှာကိုယ်ခံစနစ်ကျပြီးတော့ဒီ virus တွေအသက်ရှူလမ်းကြောင်းတွေဝင်ရောက်ပြီးတဲ့အခါမှာအေးမိဖျားနာခြင်းဖြစ်စီတယ်ပေါ့အဲ့တော့ဒါဆိုလို့ရှိရင်ဒီ virus တွေကိုပျောက်ကင်းဖို့အတွက်ကိုအဓိကအပြင်ဆေးဝါးထက်စာရင်တော့ကိုယ့်ရဲ့ကိုယ်ခံစနစ်ကနေပြန်ပြီးတိုက်ထုတ်ပေးရတယ်အဲ့ဒီခါမှာကိုခံစနစ်နေစေတဲ့ နေထိုင်စားတောက်မှုပုံစံနဲ့နေတဲ့လူတွေမှာအပြားကြရှိတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဘလို့လူတွေကဒီကိုခန့်စနစ်ကိုကြဆင်းနေတဲ့နေထိုင်မှုပုံစံမျိုးတွေနဲ့နေတယ်လဲဆိုရင်တော့နံပါတ်1ကတော့ဒီစေးလေးအရက်တောက်တဲ့သူတွေပေါ့နော်နောက်တစ်ခါကိုလက်လှူရှားမှု နေတဲ့သူတွေနောက်အေးရေးပြက်တဲ့လူတွေစိတ်ဖိစီးမှုများတဲ့လူတွေနောက်တစ်ခါတော့အစားတောက်ထဲမှာဒီယောဂကာကွယ်တဲ့အုပ်စုလို့ခေါ်တဲ့အသီးရွက်အသီးနှံတွေဒါတွေကိုစားသုံးမှု နေတဲ့သူတွေမှာဒီကိုခန့်စနစ် အားနေတဲ့အတွက်ကြောင့်မလို့သူတို့မှာအဖျားချာချာဖြစ်တတ်တယ်။နောက်တစ်ခုကတော့ကိုယ်မှာဖျားနေတဲ့ဆေးဝါးတွေတောက်တော့လေဒီအေးအေးဆက်ခံနေတယ်ပေါ့နော်။ဒီအဲကွန်ကိုအေးအောင်ထားတယ်။အဲကွန်လေပန်ကာလေဆက်ခံနေတယ်ဆိုလို့ရှိရင်ပဝင်းကြီးကအေးနေတဲ့အတွက်ကြောင့်ကိုယ်ကစနစ်ကတော်တော်နဲ့ပြန်ပြီးတော့မကောင်းလာတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဖျားနာတာကြာတတ်တယ်။ဥမပေးမယ်ဆိုရင်တာမန်လူတယောက်ကတုံကွေးဖြစ်တယ်ဆိုရင်၃ရက်လောက်နဲ့ပျောက်ကင်းနေရှိတယ်ပေါ့နော်။ အဲအဲ့ဒီမှာတချို့တွေ9ရက်တပတ်ဖြစ်လာတဲ့အခါဆရာတို့စီလာပြတယ်ဆရာကျွန်တော်တို့ဘာလို့အပြားကြနေတာလဲဆိုဆရာတို့ခုနကပြောတယ်အချက်တွေကိုပြောပြလိုက်တဲ့အခါမှာအများစုဟာအဲ့ဒီဒီဂျမအင်းနဲ့ညီညွတ်အောင်နေထိုင်တဲ့ပုံစံမျိုးမရှိကြဘူးပေါ့နော်တစ်ချက်မှမကိုက်ဘူးဆရာရဲ့ဒါကြောင့်မလို့အပြားကြရှိတာဆိုပြီးဆရာတို့အနေနဲ့ပြန်ပြီးတော့ရှင်းပြလေးရှိပါတယ်နံပါတ်1အနေနဲ့ဒီ ဖြားနာနေတဲ့သူတွေအတွက်ဆောင်ရံလေးတွေပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဖြားနာနေတဲ့သူတယောက်အနေနဲ့နံပါတ်1ကတော့ရည်များများတောက်တင်ပါတယ်ပေါ့နော်ရည်များများဆိုဘယ်လောက်လဲဆိုရင်ဒီနေ့ကို1လီတာနဲ့အထက်တောက်သုံးတင်တယ်အစားအစာနဲ့ပတ်သက်ရင်အစာကြည်လွယ်တဲ့အစာပြော့ပြော့စားဖို့လိုပါတယ်လက်လက်ဆက်ဆက်အစာတောက်တွေစားရမယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ကိုယ်ခံစနစ်ကိုတက်စီတဲ့အစာတောက်တွေဖြစ်တဲ့နော်အစိအစံ ဒိန်ချင်းဒါမျိုးတွေကိုလည်းစားသုံးပေးဖို့လိုအပ်တယ်နောက်တစ်ခုကတော့နွေးနွေးထွေးထွေးနေဖို့လိုတယ်ပေါ့နော်သူကအေးမိပြီးတော့ဖြားနာတဲ့အခါမှာနွေးနွေးထွေးထွေးနေဖို့လိုပါတယ်ဒါပေမဲ့တခုသတိထားရမှာကကိုပူတက်ပြီးလို့ရှိရင်ချွေးထွက်ပြီးတော့မှဖြားကြတယ်ပေါ့နော်အဲ့တော့ချွေးကြောင့်အေးမမိအောင်တော့နည်းနည်းလေးဂရုစိုက်ဖို့လိုပါတယ်ပေါ့နော်အဲဒါဆိုရှောင်ရံနေရတော့ဘာလဲဆိုလို့ရှိရင်ဒီအဲရေစိုးကြီးနဲ့အကြာကြီးမနေဖို့တော့နော်ချွေးချွေးကြောင့်အေးမပတ်အောင် နေထိုင်ဖို့နောက်တစ်ခါဒီဖြားနာတဲ့အချိန်မှာလူထူထပ်တဲ့နေရာတွေမသွားဖို့ဒါတွေကိုအဲရှောင်ကျင်ပေးဖို့လိုပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီဆေးလိအရက်တောက်တဲ့သူတွေနဲ့လည်းဖြားနာနေတဲ့အချိန်မှာဆေးလိနဲ့အရက်ကိုခဏရပ်ထားဖို့လိုပါတယ်ရှောင်ကျင်ထားဖို့လိုပါတယ်အဲ့တော့ရှောင်ရံအနေနဲ့ကတော့ဒီရေဆိုကြီးတွေနဲ့အကြာကြီးမနေဘူးရေနောက်တစ်ခါဆေးတောက်လို့ကိုပူကြအောင်ချွေးတွေထွက်လာတဲ့အခါမှာချွေးဆိုကြီးနဲ့ချွေးနဲ့အေးမပတ်အောင နေဖို့အတွက်သတိထားဖို့လိုတယ်နောက်တစ်ခါကျတော့ရေခဲရေအေးအေးအချို့တွေတန်းနိုင်ရဲ့အဲ့ဒီအချိန်မှာရှောင်ကျင်ဖို့လိုတယ်နောက်ဆေးလေးအရက်တောက်တဲ့သူတွေနဲ့လည်းဆေးလေးအရက်ကိုရှောင်ကျင်ဖို့လိုတယ်မိမိရဲ့သဘောနဲ့ပြည်စီဝါပုသက်စီတွေဒါတွေလည်းမတောက်ဖို့အတွက်လိုအပ်ပါတယ်ကိုဖြားနာနေတဲ့အချိန်မှာအဲလူစုလူဝေးရှိတဲ့ဆေးကိုလည်းမသွားတင်ပါဘူးဒါတွေကရှောင်ရံချက်တွေပဲဖြစ်ပါ ိဖြားနာကနေနလန်းမြန်မြန်ထဖို့အတွက်ဆိုရင်တော့နံပါတ်1ကတော့အစာကြေလွယ်ရမယ်အင်အားဖြစ်စေရမယ်နောက်တစ်ခါကိုခန်စနစ်ကောင်းစေတဲ့အစာတောက်မျိုးကိုရွေးချယ်စားသုံးသင့်တယ်ပေါ့နော်အဲ့တော့ဥပမာအပြင်ဆရာတို့ပါဝင်တဲ့အစားတောက်တွေထဲမှာဥပမာအသားဓာတ်အတွက်ဆိုလို့ရှိရင်တော့ဒီကြက်တို့ငါးတို့နော်နောက်တစ်ခါ노ဒိန်ချင်းနောက်တစ်ခါပဲမျိုးမျိုးကြက်စွပြုတ်နော်ဒါမျိုးလေးတွေကိုစားသုံးပေးသင့်တယ် ဒီကစီဓာတ်တွေဆိုလို့ရှိရင်တော့စံပြုတ်တို့เนาะ quicker out တို့ cracker ဆိုဒီလိုစားတောက်လေးတွေကအစာကြေလွယ်တယ်အင်အားဖြစ်စေတဲ့အတွက်ဒါလေးတွေကိုစားသုံးသင့်တယ်နောက်တစ်ခါဒီအသီးအဝတ်ထဲမှာဆိုလို့ရှိရင်တော့ဟင်းနွေတွေတို့ဆလတ်တို့မုန်ညင်းတို့เนาะနောက်တစ်ခါဒီအရွက်တွေကိုအဲအရွက်ပြုတ်ရည်ပေါ့เนาะအဲ့ဒါမျိုးလေးတွေတောက်သင့်တယ်အုံစင်းရည်လည်းတောက်လို့ရတယ်ပေါ့เนาะနောက်တစ်ခုကတော့ဒီကိုကန်စနစ်တက်စီတဲ့အထဲမှာပါတယ်ဂျင်းတို့နနွင်းတို့နောက်တစ်ခါကြက်သွန်ဖြူကြက်သွန်ညီတွေကိုတော့ ီတင့်တင့်ညတာအောင် စီမံပြီးစားသုံးပေးမယ်ဆိုရင်တော့ကိုခံစနစ်ကောင်းစီတယ်ပေါ့နော်အဲ့တော့ဒီပါဝင်တင့်တဲ့အစားအသတွေကိုစုံစုံစီစီစားသုံးပေးမယ်ဆိုရင်တော့နလန်ထမြန်မာလိမ့်မယ်အဖျားမြန်မြန်ပြောင်းမှာဖြစ်ပါတယ်အဲ့တော့ဆေးဝါးအနေနဲ့ဇာတ်လို့ပြောမယ်ဆိုလို့ရှိရင် ဖြားနာတာနဲ့ကိုယ်လက်ကြိုက်ခဲတာအတွက်ဆိုရင် ပါရာစီတမော စီမျိုးတောက်တဲ့နေပေါ့နော်နောက်တစ်ခါနာစီချောင်းဆိုးလို့ရဆိုလို့ရှိရင်တော့တက်တာအောင်ဆရာတို့အနေနဲ့ antihistamine စီမျိုးတွေဆရာတို့သုံးဆွဲပါတယ်နောက်တစ်ခါနှာရည်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်တော့အဲ phenyl ephrine ဆိုတဲ့ဆေးဝါးတွေဆရာတို့ပေးပါတယ်ပေါ့နော်အဲ့တော့ဒီနာစီချောင်းဆိုးနဲ့နှာရည်ရိုးဖျားနာနဲ့တွဲပြီဆိုရင်တော့ခုရှေ့မှာဆရာတို့ပြောခဲ့တဲ့ paracetamol တို့ antihistamine တို့နော် phenyl ephrine တို့ဒီဆေးတွေကိုတောက်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဆေး၃မျိုးလုံးကို စုစည်းထားတဲ့ဆေးမျိုးဆိုရင်တော့တလုံးထဲနဲ့အဆင်ပြေမှာပဲဖြစ်ပါတယ်ဥပမာဆိုရင်တော့ဒီဒီကိုဂျင်လိုဆေးမျိုးဆိုရင်တော့တလုံးထဲနဲ့ဒီနာစီချောင်းဆိုပေါ်ဖြားနာဟောတတ်တာစီနိုင်မှာဖြစ်ပါတယ်ဟောအဲ့ဒါတွေစုပြီးဆရာတို့ဒီမိုးရင်းမှာခဏခဏဖြားရမှာဖြစ်အောင် စုပြီးတော့ပြောမယ်ဆိုရင်တော့နံပါတ်1မိုးရင်းမှာ ဒီမိုးမီပြီးအေးနိုင်တဲ့ရာသီဥတုကလည်းအေးတဲ့အတွက်ကြောင့်မလို့နံပါတ်1အရေးကြီးဆုံးကတော့အေးမီမခံဘူးပေါ့နော်အဲ့တော့မိုးမီတယ်ဆိုရင်လည်းဒီမိုးရေစိုးဝတ်တွေကို၆တွေ့တဲ့ဝတ်စရစားတွေနဲ့လဲဖို့အတွက်ကို စီစဉ်ထားတင်တယ်နောက်တစ်ခါကျတော့ရေခဲရေတို့အေးရေတို့အချိုတို့ဓာတ်တရားဒီအသက်ရှူလမ်းကြောင်းနေရာမှာပိုးတွေဝင်ရောက်ပွားများဖို့လွယ်စေတဲ့အတွက်ကြောင့်ဒီအချိန်မှာတတ်နိုင်ရင်ဒါလေးတွေကိုလည်းရှော့ချတာတို့ရှောင်ချတာတို့လုပ်တင်တယ် နောက်တစ်ခုကတော့ကိုပတ်ဝန်းကျင်မှာအမှုံမွားငွေတွေရှိရင်လည်းဒါတွေကိုရှူဆိုင်မိရင်အာခေါင်နေရာမှာကတ်ပြီးတော့ပိုးပါလာရင်အေးမိချောင်းဆိုးဖြစ်စေနိုင်တယ်။ဒါကြောင့်မလို့အမှုံမွားငွေတွေကိုလည်းရှောင်သင့်တယ်ပေါ့နော်။တစ်ဖက်ကတော့ပတ်ဝန်းကျင်ကပိုးတွေကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ရင်တော့မြန်မြန်တိုက်ထုတ်နိုင်ဖို့အတွက်ကိုကိုခတ်စနစ်ကောင်းမှုမှုလိုပါတယ်။အဲ့ဒါတွေစုပြီးတော့ဆရာတို့ပြန်ပြောမယ်ဆိုရင်တော့နံပါတ်1ကတော့ဒီဆေးလေးရဲ့ကုန်းနေရှောင်ကျင်သင့်တယ်။ ောက်တခါဂျမ်းမိုင်းနဲ့ညွတ်မြတ်တာတဲ့အစားအသောက်ပေါ့အထူးသဖြင့်တော့အသီးရွက်သီးနှံတွေကိုခါရင်းထက်ပို့ပြီးတော့စားသုံးပေးသင့်တယ်ကိုလက်လှုပ်ရှားလေးလုပ်ပေးရမယ်နောက်တခါအေးရေးပြတ်မခံမင်းနဲ့အေးရေးဝဝအေးရမယ်နောက်တခါစိတ်ဖြည့်ဆည်းမှုတွေကိုရှော့ချပေးမယ်ဆိုလို့ရှိရင်တော့တော့ကိုပောင်ဝင်းညင်မှာပိုးရှင်အောင်ဖြားနိုင်အောင်တရက်ထဲနဲ့ပဲပျောက်ကင်းသွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီ healthy lifestyle လို့ခေါ်တဲ့သူကျမ်းမာတဲ့နေထိုင်မှုပုံစံကိုဆောင်ရွက်ပေးခြင်းအပြင်တစ်ဖက်ကဦးဆရာတို့ပြောနေတဲ့အေးမိ နော်ဖြားနာတာကိုရောကြစေတဲ့နီးတူတစ်ဖက်ကလည်းဒီနာတာရှည်ယောဂါနော်ဒါတွေကိုအဲရှော့ချပေးနိုင်မှာပဲဖြစ်တဲ့အတွက်မြည်သူမဆို healthy lifestyle နဲ့နေဖို့အတွက်ကိုဆရာအနေနဲ့နောက်ဆုံးအကြံပြုချင်ပါတယ်